ဒီနေ့တော့ပွဲတွေပဲတက်လိုက်ပါဦးဒါအားကြောင်မှာတပါကျန်တာမရှိသေးပါဘူးလာမှာပေါ့ရန်တော့မကြတော့ဘူးလေသူကကြီးပြီလူကလည်းကြီးပြီလေဒီနေ့တော့မဟုတ်ပါဘူးတော့ဘယ်မှာမှအဲ့လိုမျိုးရမ်းမသေးကြပဲနဲ့မပြောရဲဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဘာမှမဆိုဖြစ်နိုင်တယ်နော်ပေးကြမှာပဲပြောပါမယ်။အရန်ပြောရဲအရန်ပြောရဲအရန်ကြည်နူးရဲတို့ကြည်ပြီးတော့လေအဲဆိုတော့ဟို အချင်းချင်းအပြန်အလှန်လေးစားတံပိုးထားဂယုဆိုင်မှုကိုနိုင်တဲ့အတိုင်းတာနဲ့ပေါ့နော်လောက်ကြတဲ့ပုံမှာတကယ်ကိုជីနုပီတီဖြစ်ရအဲ့လိုပြုံးပြီးတော့ပဲជីနေတယ်။အာဒီနေ့ကတော့ဒါကျွန်တော်တို့ global aesthetic ပေါ့နော်ဒီဒီသူတို့နဲ့ဒီကျွန်တော်ကျွန်တော်ကတော့ limo aesthetic ကနေပြီးတော့มาဖိတ်တာပါ။အာသူတို့ဒါတွေနဲ့ပတ်သက်ပြီးတော့လပ်ပိုက်ရနဲ့ပတ်သက်ပြီးတော့มาဒီ shuffling ပြိုင်ပွဲလေးသူတို့လှုပ်ထားတယ်ပေါ့နော်အဲ့ဒီဟာဒီဟာစုရတဲ့ကလေးတွေကိုစုပေးမယ်ပေါ့အဲ့ဒီပွဲလေးပါခင်ဗျဟုတ်ဆိုတော့ကျွန်တော်က limo aesthetic ရဲ့ဖိတ်ကြားမှုနဲ့ကျွန်တော်ကလာပြီးတော့ဝင်းရံပေးတာပါအာကျွန်တော်စိတ်ဝင်စားတယ်သူတို့ဘာတွေရိုက်ထားမလဲပေါ့နော်ဒီလိုပုံမှန်ပုံမှန်ခေါင်းစဉ်မဟုတ်ဘူး aesthetic နဲ့ပတ်သက်တဲ့ခေါင်းစဉ်ကိုရိုက်ရတာဆိုတော့ထူးခြားတယ်ကျွန်တော်ပုံပုံမှန်ဆိုဒီလိုတခြားတခြားတိုက်တယ်တခြား ခေါင်းစဉ်တွေနဲ့ပဲဒီလိုပွဲတွေကလောက်ကြတာ asset တွေနဲ့ပတ်သက်ပြီးတော့လောက်တဲ့ပွဲကတော့ဒါကျွန်တော်လက်လန်းမိတော့ဆိုတာပထမဆုံးတော့ဖြစ်မလားမသိဘူးအဲ့တော့စိတ်ဝင်စားပါတယ်ဟုတ်အာအလပ်ပါနဲ့ပတ်သက်လို့ဆိုဒါကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒီအနေ့စဉ်နဲ့မြန်ကိုစကင်ကိုခဲလုံနေကြရတာလေအတည့်ရွယ်ရအာဒီပေါ်လာတဲ့အရေးအကြောင်းတွေနေလောင်တန်းကြောင့်ဖြစ်လာတဲ့အမဲဆက်တွေဒါတို့ကျွန်တော်နေ့စဉ်ခဲလုံနေကြတာအာဒီအလပ်ပါနဲ့ပတ်သက်တဲ့ short film ဆိုတဲ့ဟာကိုအဲစပြီးတော့ idea ရတဲ့သူကိုလည်းကျွန်တော်စိတ်ဝင်စားတယ်အဲ့တော့ပြိုင်မဲ့သူတွေရောဘယ်လိုပုံစံမျိုးတွေနဲ့ပြိုင်ကြမလဲပေါ့နော်အဲ့ဒါဟာကိုလည်းကျွန်တော်အရင်စိတ်ဝင်စားပါတယ်ရှိတာပေါ့ရှိတာပေါ့အဲကျွန်တော်တို့ဆိုလို့ရှိရင်ငငယ်တော့ကငငယ်တော့ဆိုလွန်ခဲ့တဲ့73နဲ့74နဲ့လောက်ကပေါ့နော်အဲဂျပန်မဲကောင်ချစ်ကြည်ရေးဆိုပြီးတော့မှကျွန်တော်တို့အဲ့လို short plan လေးတွေရိုက်ပြီးတော့မှကျွန်တော်တို့ကိုကြိုက်တာကိုရိုက်အဲ့ဒါဆိုခေါင်းစဉ်မရှိဘူးကိုကြိုက်တာကိုရမြန်မာမိုင်းကောင်ချစ်ချီရေးဒီဒီ amateur director ပေါ့အဲအဲ့လိုမျိုးလေးတွေနဲ့ ကျွန်တော်တို့လည်းကိုယ်တိုင်လည်းရိုက်ခဲ့ရတယ်ရိုက်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းအဲဂျပန်ကိုကျွန်တော်တို့ကသွားခဲ့ရတယ်အမျိုးချက်ခံပြီးတော့အငငယ်တုန်းကပေါ့လေဒီဒီတရုတ်ဆောင်မလုပ်ခင်တော့အဲ့လိုပြိုင်ပွဲလေးတွေလုပ်ခဲ့ရတဲ့ခါကျတော့ဒီလိုမျိုးဆက်တစ်လေးတွေကဒီလိုပြိုင်ပွဲတွေအပေါ်မှာစိတ်ဝင်စားနေရှိလာတယ်ပေါ့ခုနောက်ပိုင်းတော့အဲ့လိုဟာလေးတွေနည်းနည်းနည်းသွားတာပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာလေးတွေစိတ်ဝင်စားနေလောက်လာကြတဲ့ပုံမှာကျွန်တော်တို့ကကြိုလဲကြိုဆိုရဲအားလဲပေးတယ်ပြီးတော့သူတို့ဘာတွေလုပ်မလဲဆိုတော့လည်းအဲစိတ်ဝင်စားနေကျွန်တော်တို့ကလာကြည့်ရတာပေါ့အဲကန်ကောင်းသွားတာ ကန်ကောင်းသွားတာကန်ကောင်းသွားတာအဲရွေးချယ်ခံခဲ့ရတာပေါ့နော်ကျွန်တော်တို့အဲတုန်းက16ရောက်လောက်ရှိမှာပေါ့အဲ16ရောက်ပေါ့ဆရာကြီးနဲ့ဆိုရောက်နေဆိုတော့ကျွန်တော်တို့ဂျပန်ကိုတွားခဲ့ရတာပေါ့လေအဲတော့ကျွန်တော်တို့ကအဲလို team team work လေးနဲ့လုပ်ပြီးတော့နာမည်ခံတော့ကျွန်တော်နာမည်ခံပြီးတော့မှအဲလိုအဲလိုတွားခဲ့ရတာပေါ့အဲလိုနေရီမှာတွားရိုက်တာပေါ့ဘာသာအမတ်တရားပေါ့အမတ်တရားပေါ့အဲဂျပန်မဲခေါင်ချစ်ချီရေတော့ဒါလူအဲလူငယ်တွေကျွန်တော်တို့အားလုံး အာတခြားနိုင်ငံကလူတွေနဲ့လည်းကျွန်တော်ချစ်ချင်ရင်းနှီးခွင့်တွေရခဲ့ရတယ်အမှတ်တရရှိတယ်။အော်မမတ်ရဒီထဲမှာပါတယ်ဒီထဲမှာဒိုင်နေနဲ့ပါတယ်ဝီရအဲကျွန်တော်အတူတူသွားခဲ့ကြတာပေါ့အခုတော့တော့ဒိုင်ပေါ့ဒီမှာအခုမှခုန list လေးတွေ့လိုက်လို့အဲဝီရကဝီရကတော့အဲ့ဒီတော့ကအဲ့လိုဒိုင်ကျွန်တော်နဲ့အတူတူသွားခဲ့တယ်ပြီးတော့သူကတော့အဲ့ဒီအဲ့ဒီဘက်ကိုတေချာလေး queue design နဲ့လုပ်ခဲ့တဲ့ပုံမှာသူဆိုလို့ရှိရင်လည်းအာဒီဒီဒါရီနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာမှာစုရီလည်းအများကြီးရထားခဲ့တယ်သူရဲ့ သူရဲ့ဒီရိုက်ထားတဲ့ short film တစ်ခုကောင်းတယ်ဆိုလို့ရှိရင်ကဘာပတ်လို့ရတယ်သူဆိုရင်အဲ့ဒီဟာနဲ့ကဘာပတ်နေတာပေါ့နော်အဲအဲ့လိုမျိုးဒါတာဟုတ်တယ်သူအတူသွားခဲ့တဲ့တငယ်ချင်းတွေအခုထိုင်ဒီမှာမရှိပါဘူးခင်ဗျာကျွန်တော်ကကျွန်တော်ကကျတော့ကျွန်တော်ကကျတော့အဲ့ဒီဘက်မှာအားနေပါတယ်ကျွန်တော်ကအားနေပါကျွန်တော်ကတရုတ်ဆောင်ဘက်ကိုပို့ပြီးတော့မှကျွန်တော်ကပို့ပြီးတော့စိတ်ဝင်စားတယ်အဲ့ဒီဟာကိုပို့ပြီးတော့လုတ်ဖြစ်တာပေါ့ဒီဇိုင်းမှာသူတို့ကတော့အဲ့ directing ဘက်ကိုသွားတာပေါ့အရန်အရန်ပျော်ခဲ့ရတယ်အဲ့ဒီဟာဘဝမှာအမှတ်တရတွေအများကြီးပဲ ဂျပန်မဲခေါင်ချစ်ချစ်ဂျပန်လည်းကျွန်တော်တို့ဒီမဲခေါင်နားမှာရှိတဲ့ဒီနိုင်အဲဒီဒီနိုင်ငံတွေပေါ့နော်ဒါကလာအိုစ်တို့ထိုင်းတို့ပါလို့ဆိုတော့အဲ့နိုင်ငံတွေမှာကျွန်တော်သွားရအောင်ဆိုအမတ်တရအတခုဆိုလို့ရှိရင်ကျွန်တော်နိုင်ငံအသက်ကြီးဆိုမှကျန်တဲ့ကလေးတွေတကယ်ကလေးတွေဆယ်တန်းကလေးတွေကျွန်တော်တို့တော်တော်ကြီးနေအဲ့တော့ကျွန်တော်တို့ပြိုင်ပွဲထဲမှာဝင်ပေးမပြိုင်တော့ဘူးကျွန်တော်တို့လိလသူဖြစ်ပဲ ဆိုတော့ထိုင်ခိုင်းတော့တာကိုရောတော့ပြိုင်ပွဲအနေနဲ့ခေါ်တယ်လူကောင်းတွေကြည့်ပြီးလန့်သွားအားရနေတဲ့ကောင်းကြီးကိုပြိုင်ပွဲတည်းမထဲတော့ဘွာတဲ့လိလလာသူနေနေပဲလာဆိုတော့ကျွန်တော်ကကလေးတွေလိုက်တခြားနိုင်ငံကလေးသေးသေးလေးတွေသူတို့တွေအရန်ကောင်းတယ်လေဆိုတော့ဒါတွေအမတ်တရဒီအများကြီးတက်ခုပေါ့တခြားအမတ်တရတွေအများကြီးပဲဟုတ်ဟာကျွန်တော်တို့ကတော့ဟာ ဖြတ်တန်းမှုတွေမှာအမားတွေလည်းပါတယ်အမန်တွေလည်းရှိတယ်အားမရတာတွေလည်းရှိတယ်ပေါ့နော်အဲဆိုတော့ကိုယ့်အကိုပြန်ပြီးတော့အသုံးသက်ပြီးတော့အားမလို့အားမရဖြစ်သွားတဲ့အခြေအနေတွေအဲကြာသွားတဲ့စိတ်ဓာတ်တွေကိုငါဘာတွေနဲ့ပြန်ပြင်မလဲငါဘာတွေလုပ်မလဲဆိုပြီးတော့များသွားပြီးတော့အဲ့လိုမျိုးအာအဲ့ဒီဟာတွေပေါ်မှာစင်ချိန်ပြီးတော့ကိုယ့်အကိုပြန်ပြီးတော့နောက်တစ်နှစ်ဖြတ်တန်းဖို့အတွက်အားယူရတာပေါ့ plan တွေပြန်ချရတာပေါ့ငါဘယ်လိုပုံစံမျိုးသွားမလဲဆိုတဲ့ဟာမျိုးပေါ့ဒီတစ်နှစ်စာလုံးပြောရရင်တော့အဲ့လိုအဲ့လိုပေါ့နော်အနေမြင့်အတက်ကြရရော အားမလို့အများဖြစ်ရတာတွေရောစိတ်ချိန်နှက်ခဲ့ရတာတွေရောအဆုံးပါပဲအဲဒီနေ့တော့ပွဲတွေပဲတက်လိုက်ပါဦးမယ်ဒါအားကြောင်မှာတပါဂျန်နာမရှိသေးပါဘူးလာမှာပေါ့ရန်တော့မကြတော့ဘူးလေသူကကြီးပြီလူကလည်းကြီးပြီလေဒီနေ့တော့မဟုတ်ပါဘူးတော့ဘယ်မှာမှအဲ့လိုမျိုးရမ်းမသေးကြပဲနဲ့မပြောရဲဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဘာမှမဆိုဖြစ်နိုင်တယ်နော် သေချာမှပဲပြောပါမယ်အရန်ပြောရဲအရန်ပြောရဲအရန်ကြည်နူးရတယ်တို့ကြည်ပြီးတော့လေအဲဆိုတော့ဟိုအချင်းချင်းအပြန်အလှန်လေးစားတံပိုးထားဂယုဆိုင်မှုကိုနိုင်တဲ့အတိုင်းတောင်နဲ့ပေါ့နော်လောက်ကြတဲ့အပေါ်မှာတကယ်ကိုကြည်နူးပီတီဖြစ်ရအဲ့လိုပြုံးပြီးတော့ပဲကြည်နူးအာကျေးဇူးပိတ်သက်ကြီးအားလုံး message ကြမှာတင်ကိုကြီးချမ်းချင်တယ်ပြည့်စုံကြပါစေခင်ဗျာကျေးဇူးပါကျေးဇူးပါ